我说的。စကိုင်းတိုင်းပန်းမောက်မြို့ပေါ်မှာမြို့ခံ3000ဝန်းကျင်ဟာဘေးလွတ်ရာထွက်ပြေးပုန်းချောင်ခွင့်မရဘဲတိုက်ပွဲကြမှာပိတ်မိနေကြတယ်လို့ကယံကန်ရှင်မြို့ခံတွေကိုယ်တိုင်ကအေယဝတီကိုပြောပြကြပါတယ်မြို့ပြင်မှာတိုက်ပွဲတွေပြင်းထန်နေရကြောင်းမြို့ခံတွေဟာနေအိမ်တွေစွန့်ခွာပြီးဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ကြိုးစားနေကြပေမဲ့အာနာသိန်းစစ်တပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNE တို့က မြို့အဝင်အထွက်ဂိတ်တွေကနေပေးမထွက်တဲ့အတွက်မြို့ထဲမှာပဲပိတ်မိနေရလို့ပြောပါတယ်။မနေ့ကမြို့မှာတဲ့ RPG နှလုံးကြတယ်။တိုက်ပွဲကမြို့နာဝင်းကျင်မှာပဲဖြစ်နေတာ။ပြစ်ခတ်တဲ့အချိန်ဆိုတော့လုံခြုံတဲ့နေရာမှာပဲနေရတယ်။အပြစ်ခတ်မရှိပြန်တော့လဲမြို့ပြင်ထွက်မရဘူးဗျ။ဂိတ်ကပိတ်ထားတယ်။မြို့ထဲမှာကအဆက်အနေနဲ့စကားဆပဲရှိတာ။သူတို့ပဲပိတ်ထားတာပါ။ဂိတ်ဖွင့်ရင်တော့ထွက်မဲ့သူလဲတော်တော်များတယ်။တဦးတယောက်တည်းမထွက်ရဲတာကြောင့် အဖွဲနဲ့ဖွဲ့ပြီးထွက်ဖို့အစဉ်လင့်ပြင်ထားရတာတိုက်ပွဲကြောင့်လက်ရှိဗန်းမောက်မြို့မှာမြို့မရက်ကွက်အပါအဝင်ရစင်ကုန်းရက်ကွက်ညနန္တာရက်ကွက်နဲ့အောင်တာကုန်းကဒေသခံတွေအားလုံးပိတ်မိနေတာဖြစ်တယ်လို့မြို့ခံကပြောပါတယ် SNE နဲ့ပူပေါင်းတပ်တွေဟာဗန်းမောက်မြို့အနောက်ဘက်ပင်ဟင်းခါကျေးရွာကနေဟိုမလင်းမြို့အထိစိုးမိုးထားတယ်လို့လည်းမြေပြင်တည်ရင်းမြစ်ကပြောပါတယ်မျိုးနောက်ဘက်ခြံကုန်းပိုင်ကနေစပြီးဟ ோம் လင်းမျိုးနယ်ထိကသူတို့နယ်မြေဖြစ်နေတာဗျာ ပင်ဟင်းကားရွာက SNL ထိန်းချုပ်နေမြေပင်ဟင်းကားရွာနဲ့ဗမောင်းမျိုးချားကိုတော့တော်လိုင်းအင်အားစုတွေဘက်ကစိုးမိုးထိန်းချုပ်ထားပါတယ်ဗျယူရဲကနေရွာတွေကို ထွက်လို့ရတဲ့လမ်းမကြီးလမ်းကြောင်းက၅ခုရှိတယ်အဲ့လမ်း၅လမ်းလုံးကိုသူတို့ကပိတ်ထားတာဗမောင်းမျိုးပေါ်မှာအာနာသိန်းစစ်တပ်ရဲ့တမခွန်ခွန်လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ SNL ပူပေါင်းတပ်ဖွဲ့ဝင်တွေကနေရာယူထားပြီးတော်လရင်ပူပေါင်းတပ်တွေနဲ့စက်တင်ဘာလ15ရက်နေ့ကလေးကတိုက်ပွဲဖြစ်ပွားနေရလို့သိရပါဗျ။ ဗမောက်မြို့ဝင်းကျင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာတော့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလက်အောက်ခံတွေဖြစ်တဲ့ကတားခရိုင်အမတ်၁အမတ်၂အမတ်၃နဲ့အမတ်၄တပ်ရင်းတွေအပါအဝင်အမတ်၁အထူးလှူရှားတပ်ရင်း SR1 အမတ်၃၀အထူးလှူရှားတပ်ရင်း SR10 တို့လည်းပါဝင်တယ်လို့မြေပြင်စစ်ရေးတရင်ရေးမြစ်တွေကအေယာဝတီကိုပြောပါတယ်